မင်္ဂလာပါကျွန်တော်ကတော့လော့ကီအကြောင်းအရာထဲလောကုတ္တရာအကြောင်းအရာတို့ကိုပမာတရားနဲ့ညီကြားပြောရရွှေပေးပဲဖြစ်ပါတယ်လူရည်လို့ဖြစ်လာရင်များသောအားဖြင့်တော့မိယောဖလာကိုကိုွယ်တတ်ကြတယ်တချို့ကလည်းတေချာလေးလာစီးပူးပြီးမှမိမိကိုကိုွယ်ရအရှင်ကိုရွေးချယ်တတ်ကြတယ်ဒီနေ့လေကိုကိုွယ်ရအရှင်ကိုရွေးချယ်ရမှာအထောက်အကူပြုဖို့ရန်အတွက်ကျွန်တော်ဘာသာတရားအားလုံးကိုလေ့လာပါတယ်ဘာသာတရားအားလုံးမှာတူညီသောအချက်လေးတွေရှိတယ် ဒီပုံမှာတီးမိပြီးတော့မှကျွန်တော်တမချန်းစာမှာဘာပြောထားလဲဆိုတာလေးကိုအနည်းငယ်တူညီသောအချက်တွေနဲ့ချိန်ထိုးပြီးတော့မှမျှဝေလိုပါတယ်။ဥစွာစကားပလင်ခံလို့တာကတော့ဘာသာတရားအားလုံးကောင်းတယ်။လူတိုင်းလွတ်လပ်စွာရွေးချယ်ခွင့်လည်းနိုင်ငံတော်ဥပဒေမှာပြဋ္ဌာန်းထားတယ်။ဒါကြောင့်ကျွန်တော်ဒီနိုင်ငံမှာတော့အဓိကကတော့သစ္စာတရား၄ပါးပေါ့နော်။လူဖြစ်လာတဲ့အခါဒုက္ခဆိုတာသိရမယ်။အိုနာသိခြင်း။ဒီတော့မှဒီဒုက္ခတွေကိုဖြစ်စေတာ အဆွဲကြောင်းဆိုတာနံပါတ်1သိရမယ်။နံပါတ်3ကဒီအဆွဲတွေကနေလွတ်မြောက်စေတဲ့တရားမှန်ကိုသိရမယ်။နံပါတ်4ခုမြောက်တော့ဒီတရားမှန်ကတော့ mechanism ပါအဖြစ်လွတ်မြောက်နိုင်မယ်ဆိုတဲ့အရာလေးပေါ့နော်။ဒါကိုသိဖို့လိုတယ်။ထိုနည်း၎င်းမဲ့ကြံသောဟိန္ဒူမှာလည်းအတူတူပဲနောက်ဆုံးလွတ်မြောက်ရတရားလမ်းကတော့သူကယောဂနော်ကျင့်စဉ်၄ခုရှိတယ်။ဒါအဖြစ်လွတ်မြောက်မယ်လို့ယုံကြည်တယ်လို့အစ္စလာမ်ကလည်းသူတို့မှာမန်နိုင်၅ရက်ရှိတယ်။ ိုနီ၎င်းကျွန်တော်တို့ခရိယန်မှာလည်းရှိတဲ့အရာကိုဒီနေ့ကဲတင်ခြင်းနဲ့ခရိယန်အသက်တာဆိုပြီးတော့မှနှစ်မျိုးရှိတယ်။တချို့ကလည်းယုံကြည်ပြီးကြိုက်တာလို့အဲ့ပုံစံဖြစ်နေတယ်လို့ဆိုတော့ယုံကြည်ပြီးတဲ့အခါမှာမိမိယုံကြည်ကြောင်းကိုအကျင့်အဖြစ်တက်တည်ပြရမယ်ဆိုတာအရာလေးကိုဒီသစ္စာတရား၄ပါးနမကင်၈ပါးအနည်းငယ်ချိန်ပြီးတော့မှကျွန်တော်ဒီနေ့လူတွေမြေတာပွားနိုင်ဖို့ခွန်အားရဖို့အတွက်အနည်းငယ်ပြဝေလိုပါတယ်။အော့ ံပါတ်1လူကဖွားမြင်လာတဲ့အခါမှာလောဘဒေါသမောဟပါလာတဲ့အပြစ်သားဖြစ်တယ်ဆိုတော့ခုနပရမသစ္စာလူဟာကိုယ့်ကိုယ်ကိုသိရမယ်လူဟာဒုက္ခထဲမှာဖွားမြင်လာတယ်လူဖြစ်လာခြင်းကဒုက္ခပဲအဲ့တော့တမချမ်းစာနဲ့ချိန်ထိုးမယ်ဖွားမြင်လာကလေးကလောဘဒေါသမောဟပါလာတဲ့ဒုက္ခသားဖြစ်ရတာကိုယ့်ကိုယ်ကိုသိရမယ်ဝင်လာတဲ့အခါမှာ เนาะအပြစ်လုံးလို့အပြစ်ဖြစ်တာမဟုတ်အပြစ်သားဖြစ်လို့အပြစ်ကိုတင်ပေးစရာမလိုပဲလောက်တတ်ကြတယ်။ဒါကြောင့်လူကဖွားမြင်လာကြတဲ့ကအပြစ်သားကုသိုလ်တပည့်ငရဲတပိတ်သားဆိုတဲ့တိုင်အဆုံးပါလေငရဲသွားရဖို့ရှိတယ်။မကောင်းတဲ့အပြင်ကကောင်းတဲ့အသီးကိုမသိနိုင်ဘူးဆိုတယ်လို့ပဲဖွားမြင်လာကြတဲ့ကလောဘဒေါသမောဟပါလာတဲ့အတွဲကောင်းသောမှုတွေကိုတိပင်မယ်စာမီအောင်ဘယ်ပါသာဝင်မှကျင့်ကြအားထုတ်နိုင်ခြင်းမရှိဘူးဆိုတာသိဖို့လိုတယ် နံပါတ်1ကတော့ဘာကြောင့်ဒီဒုက္ခဖြစ်ရတာလဲဆိုတဲ့အရာအစွဲကြောင့်လို့ဒုတိယသစ္စာမှာဖော်ပြထားပြီးမယ်။တမန်ကျမ်းစာမှာတော့လူကဘာလို့ဒီလောဘဒေါသမောဟပါလာတာလဲဆိုရင်ဘုရားကလူကိုသူ့တရားနဲ့ညီဖန်ဆင်းပြီးမဆားရဆိုတဲ့တရားတစ်ခုကိုစောင့်ထိတ်ဖို့ပညာခဲ့တယ်။လူကထိုတရားကိုလွန်ကျူးပြီးမာနစကားကိုနားယောင်ပြီးသွားစားလိုက်တဲ့အခါမှာစားသောနေ့မှာသေရမယ်ဆိုတဲ့ အပြစ်တရားဝင်လာပြီးတန့်ရှင်းသောဘုရားနဲ့လည်းအဆက်ပြတ်ခဲ့ရတယ်။ဒါကြောင့်လူတွေကအာဒံကဆင်းသက်လာတော့သူတိုင်းဖွားမြင်လာကြတဲ့လောဘဒေါသမောဟပါလာတဲ့အပြစ်သားငရဲသားတွေဖြစ်တယ်ဆိုတဲ့အရာသိ။နံပါတ်3ကတော့ဒီတရားကနေလွတ်မြောက်ဖို့ကိုကတရားမှန်ကိုတည်ဖို့လိုအပ်တယ်။တရားမှန်ဘာဖြစ်မလဲ။နံပါတ်4ကတော့ making ship ပါဘူး။ဆိုတော့ ပမာကျန်းစာနဲ့ချိန်ထိုးပြောရမယ်ဆိုမက်ကင်ရှစ်ပါမှာတော့မှန်ကန်စွာတည်ဖို့လိုအပ်တယ်တည်ဖို့နံပါတ်1ကတော့အရေးကြီးစွာဖရားပဲဖရားကမေတ္တာရှင်ဖြစ်တယ်နောက်တစ်ချက်ဖရားရဲ့အလိုတော်ကလူသားနဲ့အပေငရဲမှလွတ်ပြီးတမာတရားကိုတည်ဖို့ဖရားကအလိုရှိတယ်အဲဒါဆိုတမာတရားပါလေရှင်ယောဟန်14:6မှာယေရှုကငါလန်ကီတမာတရားအသက်ဖြစ်တယ်ငါ့ကိုအမိမပြုတ်နဲ့ဘယ်သူများ အမေရောထံသို့မရောက်ရဆိုပြီးပညတ်ခဲ့တယ်။တမန်ကျမ်းစာထဲမှာလည်းလောကမှာအရှင်ဒီဖရာတွေမြောက်များစွာရှိပါတယ်။သခင်ယေရှုမှာတပါးကယ်တင်နိုင်သောဖရာတစုံတူးများမရှိဆိုပြီးတော့လေကျမ်းစာမှာဖော်ပြထားတယ်။သခင်ယေရှုကိုညှင်းပယ်မယ်ဆိုရင်တော့ကိုတော်မလုံးကိုတောင်းဝန်ယူသောသူပဲဖြစ်တယ်ဆိုတာသိဖို့လိုတယ်။မှန်ကန်စွာသိနံပါတ်1သိပြီးဆိုနံပါတ်2ကမှန်ကန်စွာကြံစီပါ။ကြံစီပါမှန်ကန်စွာနဲ့။ဆိုတော့လူဟာ အပြစ်သားဖြစ်တယ်ငါဟာအပြစ်သားဖြစ်တယ်ငါရဲ့ကောင်းမှုကုသိုလ်ဟာကောင်းရောင်ပုံစံရောက်ဖို့အတွက်မလုံလောက်ဘူးပြီးတော့မှမှန်ကန်စွာကြံစည်အားထုတ်ကြည့်ဖို့လိုတယ်အဲ့မှာကဲတင်တော့ဖះလိုတယ်ဆိုတော့ကိုကဝန်ခံဖို့လိုအပ်တယ်အဲ့လိုကြံစည်တဲ့အခါငါဘာသာငါသာသနာငါလူမျိုးဆိုတဲ့အစွဲတွေကိုမှန်ကန်စွာနဲ့ကြံစည်တတ်ဖို့လိုတယ်နံပါတ်3ကတော့မှန်ကန်စွာနဲ့ပြောပါပြောပါလို့ပြောတဲ့အခါမှာအရေးကြီးတယ် ဒီယေရှုဖခင်ကနောက်ဆုံးထွက်သက်အထိကယ်တင်နိုင်သောဖခင်ဖြစ်တယ်လူတိုင်းကိုအခွင့်အရေးပေးထားတယ်ကားတိုင်းထက်လူဆိုကြီးတူသခင်ယေရှုကိုပြည့်ရပြုတယ်မင်းကယ်တင်ရှင်ဆိုရင်ငါတို့ကယ်ပါမင်းကိုမင်းလည်းကယ်ပါဆိုပြီးတော့ပြောတယ်နောက်လူဆိုကြီးတူကတော့ "तू ကအပြစ်မရှိဘူးငါတို့ကတော့ကိုယ့်အပြစ်ကြောင့်ကိုခံရတာ"ပြီးတော့ယေရှုဘက်ကိုလှည့်ပြီးနိုင်ငံတော်တည်လဲကြွားလာတော့ခါကျွန်တော်ကိုတတိယပါဆိုပြီးတော့မှယေရှုကိုနောင်တနဲ့ဝန်ခံခဲ့တယ် ော့ထို့သူကဲ့သို့သောနောင်တကျော်တို့အသက်တာမှာရှိဘူးလို့။နံပါတ်၁မိမိကအပြစ်သားဖြစ်တယ်။မိမိကိုယ်ကိုမိမိမကယ်နိုင်ဘူး။သခင်ရှုအပြစ်ကင်းတယ်ကျော်တို့ကယ်တင်နိုင်။နောက်ဆုံးကယ်တင်ရှင်ဖြစ်လက်ခံယုံကြည်တဲ့အခါမှာသင်ဟာယနေ့ပင်ပရတိသူဘုံမှာမာနဲ့တူရှိမယ်ဆိုပြီးမှမှန်ကန်စွာ ပြောဆိုဝန်ခံတတ်ဖို့လိုအပ်တယ်။လောကကြီးမှာကျင်သူသည်လူတို့ရှိမှငါဝန်ခံကောင်းကင်ဘုံမှာထို့သူငါဝန်ခံမယ်လို့ယေရှုကကတိပေးထားတယ်။ပြီးတဲ့အခါမှာမှန်ကန်စွာနဲ့ ြုမှုပါပြုပါဆိုတာသခင်ယေရှုကိုယုံကြည်ကြောင်းကိုကိုယ့်ရဲ့အကျင့်သက်သေနဲ့ပြရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြုမှုပြောဆိုလောက်ကိုင်းလေးသမျှဘုရားရဲ့ဘုန်းထင်ရှားဖို့လိုအပ်တယ်ဆိုတာမှန်ကန်စွာပြုပါမိမိယုံကြည်ကြောင်းကိုမိမိအပြုမှုအဖြစ်သက်သေပြပါပြီးမှန်ကန်စွာနဲ့အသက်မွေးပါမှန်ပါတယ်တော့တချို့ကဖန်ဆင်းရှင်ဘုရားအလိုကြပြပြဝတ်ပြီးတော့မှကိုယ့်ရဲ့အတိညာဉ် မရှိတော့ဘူးပေါ့နော်လူဆိုတာကိုယ့်အောက်ကိုကိုရမယ်လို့ပြောတတ်ကြတယ်အမှန်တော့ဖန်ဆင်းရှင်ဖရာသူဖန်ဆင်းပြီးတဲ့အခါမှာလူကိုနောက်ဆုံးဖန်ဆင်းသူဖန်ဆင်းတော်မူသမျှတို့ထိမ့်သိမ်းဆောင်းလျှောက်ဖို့အတွက်ဖရာကပြညတ်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်မွေးဝမ်းကြောင်းလှုပ်ကြယ်ဆောင်းလေသမျှတာနော်ဖရာအလိုတော်နဲ့ညီရဲ့လားဖရာဖန်ဆင်းသမျှကိုဖြည့်ဆည်းနေတော်သူလားသူ့မြင်ထိမ့်သိမ်းဆောင်းလျှောက်တော်သူလားမှန်ကန်စွာနဲ့အသက်မွေးဖို့လိုအပ်တယ်ပြီးတဲ့အခါမှာ မှန်ကန်စွာနဲ့အားထုတ်ပါကျမ်းစာထဲမှာတော့ငါသည်ယေရှုခရစ်တော်နည်းသူကျင့်တဲ့ကဲ့သို့သင်တို့လည်းကျင့်ကြလော့ဆိုတဲ့အတိုင်းပဲယေရှုကလည်းခြေတော်ကိုလိုက်လျှောက်စေခြင်းကပုံသက်တည်းကိုထားတော်မူပြီသခင်ယေရှုကနူးညံ့တိမ်မွေနှိမ်ချတတ်သောသဘောရှိသလိုချစ်ခြင်းမေတ္တာအရှင်ဖြစ်တယ်တော့ကျွန်တော်ကဘယ်ကဲ့သို့သောသူလဲပြီးတော့မှမှန်ကန်စွာနဲ့အားထုတ်ပါတယ်တမန်တော်ကိုနိညာမပြကြည့်ရှုပြီးတော့မှနိညာမပြ အထောက်ရမယ်နော်တရားတော်ကိုနှိမ့်ညံ့မပြတ်ဆင်ခြင်အောင်မိတော့သူကမင်္ဂလာရှိတော်သူဖြစ်မယ်တရားမင်္ဂလာရှိတော်သူလားနောက်ဆုံးကတော့မှန်ကန်စွာနဲ့တည်ကြည်ပါဒီလောကမှာနော်သင်တို့ဒီလောကနဲ့ဆင်းရဲဒုက္ခကိုခံမယ်သို့တော်လည်းမဆိုးရင်လည်းငါဒီလောကအောင်ပြီတချို့ယုံကြည်သူတွေခက်ခဲဒုက္ခတွေ့တဲ့အခါမှာဘုရားကိုစွန့်သွားတယ်ဆိုတာတွေ့ရတယ်အဆုံးတိုင်အောင်တည်ကြည်သို့သူဒီအသက်သက်ဖို့ရမယ်ဆိုတဲ့အတိုင်း မှန်ကန်သောယုံကြည်သူတွေတမန်တော်တွေအားလုံးအသက်ပေးပြီးတော့သူ့ဖရာအသက်ရှင်ကြောင်းကောင်းမြတ်ကြောင်းညဝေသွားသလို AD 300အထိနောက်သခင်ယေရှုပေါ်ထုံးပြီးနှစ်ပေါင်း300လောက်အထိကိုသခင်ယေရှုယုံကြည်မှန်းသိရင်ညမနှိမ့်ဆက်တပ်ဖြတ်ခံဒါပေမဲ့သူတို့တွေယုံကြည်ခြင်းကိုစွန့်ပယ်မသွားသလိုဒီနေ့လည်းရှိနေပါတယ်။ဤသို့ပဲဆိုစေဒီနေ့တရား အားဖြင့်ဆင်ကျင်ပြီးတော့မှအယောက်ဆိုင်ကေတင်ချင်းတို့ရောက်တမန်တရားသိစီကြောင်းအနည်းငယ်မျှဝေပါတယ်အယောက်စီတိုင်းပေါ်မှာရင်သက်ပြောရှင်ဝါမြောက်ခြင်းနဲ့ကောင်းကြီးမင်္ဂလာအဖျားဖျားတက်ရောက်စီကြောင်းအနည်းငယ်ဝေမျှပြီးတော့မှဆုတောင်းပေးပါတယ် God bless you